Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့တငယ်ချင်းတွေနဲ့အတူနေ့လယ်စာလဲအပြင်မှာစားပြည့်ရင်ဘန်ကောက်ကိုရောက်ရင်သွားပြည့်အောင်သွားခဲ့ပါဆိုတဲ့ GMN TV ကိုလည်းအလဲတစ်ခေါက်ရောက်ခဲ့တဲ့ဘလော်လေးဖြစ်လို့အားလုံးပဲကြဆင်းတဲ့အတူလိုက်ခဲ့ပြီးတော့เนาะ GMN TV ကိုသွားတဲ့ဘလော်လေးကိုဝင်မြတ်ပေးချင်ပါတယ်အခုကတော့ကြဆင်းရောက်နေတာကတော့ဒါစူပူဖစ်အစုပ်ပေါ့เนาะအဲ့ရနေပြီးတော့10မိနစ်15မိနစ်လောက်လမ်းလျှောက်လိုက်လို့ရှိရင်ရောက်ပါတယ်အားလုံးပဲလိုက်ခဲ့ပြီးပါအောင်သွားကြမယ်เนาะ ကဲခုဆိုလို့ရှိရင်တော့ GMN TV ကိုရောက်ပြီပေါ့နော် GMN TV ကတော့အမြဲတမ်းလူမပြတ်စီနေတာပဲပေါ့နော်အောက်ထပ်မှာလည်း copy sign လေးတွေရှိလို့ထိုင်လို့ရတယ်အပေါ်ထက်အထက်30မှာတော့လက်ဆောင်ပစ္စည်းရောင်းတဲ့ကောင်တာလေးရှိတော့အဲ့ကိုသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလိုကောင်တာမှာကို passport ပေးခဲ့ပြီးတော့ကြတော့အလွာ30ကိုသွားမယ်ဆိုပြီးပြောပြီးတော့တက်လို့ရပါတယ်ဒီမှာကတော့လက်ဆောင်ပစ္စည်းတွေကိုကျွန်တော်တို့ကိုယ်စိတ်ကြရွေးပြီးတော့ကြတော့ဝယ်လို့ရတယ်ပေါ့နော် official ကြီးပဲစုကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့ကြတော့ဝယ်လို့ရတယ်ပေါ့နော်တော်တော်လေးစုံတဲ့ပစ္စည်းလေးတွေကအကယ်ကိုလိုချင်တာရှိလို့ရှိရင်လည်းသူတို့ကောင်တာမှာမေးပြီးတော့ကြတော့ဝယ်လို့ရတယ်ပေါ့နော်ကိုစိတ်ကြိုက်ပတ်ကြည့်ဓာတ်ပုံလေးလဲအဝိုင်းရိုက်ပြီးတော့ဘိုင်လဲဆာလာပြီဆိုတော့အဝေးကြီးမသွားတော့ဘဲနဲ့ဒီ GMN TV နဲ့နည်းနည်းချင်းဆိုင်မှာရှိရဲ Ocean Tower 2တဲကရွှေထီး restaurant မှာသွားပြီးစားပစ်ခဲ့ပါရဲ့ဒီဆိုင်ကတော့ဘန်ကောက်မှာဖွင့်တာ3နှစ်ကျော်ကြာပြီဆိုတော့တော်တော်များများလဲတိကျပြီးဖြစ်မယ်ပေါ့နော် လာတော့ bike ကတော်တော်ချောင်းသွားပြီဟိုတိုးဘူးနွေးတပွဲပေးပါဟုတ်တိုးဘူးနွေးရပြင်နန်းကြီးတုတ်ရင်မွင်းကားလဲရရယ်နော်ဝင်ငားရအောင်လို့ခေါ်ဆွဲလိုက်ရတယ်တို့ဒီမှာကျတော့အခု menu အစ်တပေါ့နော် JO တွေပါလေရတယ်အ menu အစ်တလေးရအရင်ဆုံးတော့ကျဆွဲဒီမှာစားနေကြဝင်ငားတို့ပါတော့အရင်စားလိုက်အောင်ပဲပေါ့နော်အဲ့တော့အန်ဒီအရင်ပြပါနော်ဝင်ငားကတော့သူကအကုန်လုံးအစုံတစ်ခါတည်းဒီလိုမျိုးပါတယ်ပေါ့နော်ဘဲကြော်ငါဖဲရောဘဲဟူရောပေါ့နော်ဝင်ငားကတပွဲကို69ဘတ်ပေါ့နော် ဝင်းကစံလောင်မုံနဲ့မွေးမွေးလေးနဲ့ငားရလာဆူဆူလေးနဲ့အဲ့ညာတော့တို့လေဟိုနည်းနည်းလေးပေါ့နော်လူကြလို့ရှင်တော့စောင့်ရတယ်ပေါ့နော်မီနူးကအချိန်မှာနှစ်ဝိုင်းလောက်ရှိတော့တို့မှားတာလေးနည်းနည်းလေးတော့စောင့်ရတယ်။အဲ့တော့စောင့်ပေးရတယ်ပေါ့နော်ဒါသွားစားမဲ့သူတွေအတွက်ပြောတာ။မြန်မာလက်ဖက်ရည်မြန်မာလက်ဖက်ရည်ကဒါဘတ်60ပါ။ ကစစ်တငယ်ချင်းတွေမာပြီးစားတယ်ဒါတိုးဘူးနွေးနဲ့နန်ကြီးတုံနဲ့ပေါ့နော်ဒီတိုးဘူးနွေးတို့နန်ကြီးတုံတို့ကတော့အရင်ကတည်းကလည်းဒီဆိုင်ကတော့လူတိများပါတယ်အဲဒီမှာထောပတ်တမန်လေးစားပြီစားအနစ်ကလေးနဲ့ဒီမှာဒါလေးကကြာချင်မောင်လေးနဲ့ပြီးတော့ရင်ဒီမှာဒါလေးကငနီတူနဲ့ငရုတ်တင်နဲ့ကြော်လေးရပါတော့

ခေါင်းလေးပြီးရမယ်တော့ခေါင်းကဲဒီမှာဒါလေးကတော့ nasi going ပေါ့နော်ဒါကကြတော့မလေးရှားထမင်းကြော်ပေါ့နော်မလေးရှားထမင်းကြော်လေးမြင်ကြည့်မယ်ညီမနဲ့အုံလုံးနဲ့ဆော့သေးဒါကိုဒီမှာကျက်စာတဲ့လေးနဲ့ကျွန်မတို့တွေ့စားလို့ရတယ်အင်း so what you guys trying to do is more than that မြန်မာစာစမ်းချင်တယ်အုံးလို့ပါတော့နည်းနည်းတီတီလေးတော့သွားရပါတော့ မဒါလေးကတော့ pita chip pocket လေးပေါ့နော်ဒါကတော့သူကပဲနဲ့ပေါ့နော်အသားနဲ့လည်းရရယ်ပေါ့နော်သူကကြတော့ I was already done since Oh I know ပဲလေးနဲ့သူကဂျာဝါမာလေးစားမယ်သူကအတွင်းထဲမှာဒီမှာသားနဲ့ပေါ့နော်ဆောဆောနဲ့ Oh important and the third one is C9 of the ဘာဒီဆက်လက်ကလေးကတော့အီးပြန်တင်းတုံးပုံလေးကတော့ စားရည်လည်းအရင်များသွားပြီပေါ့နော်ကျော်စစ်နေ့လာစားပြတာတော့ဒီရွှေတီမှလာပြီးစားပြတာသူကတော့ဒီ GMN TV နဲ့လည်းနီးရယ်အဲပြီးသွားရင်ကျွန်တော်တို့ဒီ BDS တို့ဘာလို့လာမယ်ဆိုလို့ရှိရင် Sukubit ပေါ့နော် MRD ဆို Sukubit BDS ဆိုလို့ရှိရင်အဆုံနဲ့လည်းနီးပါတယ်အင်္ဂါတော့မနက်ဆိုလို့ရှိရင်သူခုံခွဲကနေစပြီးဖွင့်တယ်ညနေ၄ခွဲအထိဖွင့်တယ်ပေါ့နော်အဲ့တော့ပြီးရင်ကျွန်တော်တို့ delivery နဲ့မှာကျင်တယ်ဆိုလို့ရှိရင်လည်း delivery နဲ့မှာလို့ရတယ်ပေါ့နော်ဒီမှာကျတော့ line man လို့ပြီးသွားလို့ရှိရင်သူ့ရဲ့ page တို့ကလည်းမှာလို့ရတယ်ပေါ့နော်ဒီနေ့ blog လေးကိုဒီမှာပဲရက်လိုက်တော့မယ်နောက် blog လေးမှာပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျာအားလုံးပဲတက်တက်ပါ